Сейчас 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငယ်လေးကြောင့်ထိခိုက်ပျက်စီးသေးဆုံးမှုများဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာတမက်ချက်တွေနဲ့ကိုက်ညီအောင်မဆောက်လုပ်ခဲ့တာမျိုးတွေတွေ့ရှိခဲ့ရတာကြောင့်တမက်ချက်နဲ့မကိုက်ညီတဲ့အဆောက်အဦကိုဆောက်လုပ်ခဲ့တဲ့သူတွေကိုပြန်လည်စစ်ဆေးရေးယူသွားမယ်လို့သိရပါဗျ။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဘိုးချုပ်မူကြီးမြောင်လိုင်းကယမန်နေ့ကပြုလုပ်ခဲ့တဲ့ပြောင်စုအစိုးရဘက်အစည်းအဝေးမှာမျက်မြင်စစ်ဆေးတွေ့ရှိတဲ့တဲ့အရာငလင်တန်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာအဆောက်အဦတို့ဟာတမက်ချက်နဲ့မကိုက်ညီဘူးလို့တွေ့ရှိရတာကြောင့် င်အင်ဂျင်နီယာပိုင်းဆိုင်ရာသတ်မှတ်ချက်တွေနဲ့ကိုက်ညင်မှုရှိမရှိဆိုတာကိုပြန်လည်စစ်ဆေးပြီးမကိုက်ညင်ဘူးဆိုရင်အရေးယူမှုတွေပြုလုပ်သွားမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ငလင်တန်နဲ့ပတ်သက်သောစရင်တီကြားများရှိသေးပေမဲ့တနိုင်ငံလုံးမှာအဆအဝ9223လုံး၊စာတင်ကျောင်း1824ကျောင်း၊ဖုန်းတော်ကြီးကျောင်းနဲ့တိလာရှင်စာတင်တိုင်း2952ကျောင်းနဲ့ဖျားစီတီ4818ဆုထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိထားပါတယ်။ငလင်တန်ကျောင်းဧပြီလ6ရက်ဒီကနေ့ထိအသက်ဆုံးရှုံးသူ3450 155ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ4840ဦးနဲ့ပျောက်ဆုံးနေသူ214ဦးရှိရလို့လည်းသိရပါပါတယ်ရှင်။